โอเคပါကျွန်တော်ဒီနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့တီရဒီပါကွင်မှာရှင်မြန်သွားမယ်ဒါတစ္ဆာအာမန်တင်တဲ့ရခိုင်ယူနိုက်တက်တင်းတို့ရဲ့ပွဲစဉ်တစ်ပွဲရှိနေပါတယ်ဒီပွဲစဉ်ကိုကိုတော့ကြာစတင်ပြီးတော့ဆွေးနွေးသုံးသပ်ပေးပါဦးခင်ဗျာโอเคပါတစ္ဆာအာမန်တင်က၅ပွဲစကားပြီးချိန်မှာ၂ပွဲနိုင်တစ်ပွဲတည်း၂ပွဲရှုံးပေါ့နော်ရမ9မှတ်နဲ့အဆင့်6မှာရက်တင်နေတယ်ပေါ့နော်တစ္ဆာအာမန်ရဲ့နောက်ဆုံးစားရတဲ့ပွဲ၂ပွဲကိုကြည့်မဟိတ်ဆိုရင်တော့လုံးဝဂျူဂျီလိုပဲပြောလို့ရမှာနော်ရန်ကုန်နိုင်တယ်မဟာအောင်နိုင်တာတယ်ပေါ့ဒါဒီရလက်ကြီးကလုံးဝ very good ကြီးပေါ့နော်သူတို့အတွက်လည်းဒါတော်တော်လေးကိုဟိုနောက်လာမဲ့ပွဲတွေအတွက်ယုံကြည်မှုတွေစိတ်သက်တွေမြင်မှသွားန ိုင်နေပေါ့နော်တကယ်လည်းမြင့်မားနေပါပြီအဲ့တော့အခုတရမယ်ရခိုင်နိုင်တဲ့သင်းကလည်းအင်အားနည်းတယ်ဆိုပြီးပြန်မဲ့ကိုတော့ချော့မတွက်စေရှင်ဘူးအခုနဲ့ order ကိုလောက်ရမယ့်လုပ်ကိုပဲအကောင်းဆုံးဆက်လက်လုပ်ပြနိုင်ဖို့လိုတယ်ပေါ့နော်ကျွန်တော်ပြောချင်တာတော့မလွတ်သွားဘူးပေါ့နော်မလွတ်သွားဖို့တော့လိုတယ်ပေါ့နော်ဒါလေးတော့ကျွန်တော်လည်းတတိပေးချင်တယ်ရခိုင်နိုင်တဲ့သင်းက၅ဝက်ကစားပြီးချင်မှာ၅ဝက်စလုံးရှုံထားပြီးအမှတ်မရသေးတဲ့သင်းလည်းတော့အတင်းတင်းဖြစ်နေတယ်ပေါ့နော်ဒါတက်တက်ရမညာ United တောင်တမတ်ရထားပြီးပေါ့နော်အဲ့တော့အဲရခိုင်နိုင်တဲ့သင်းတွေရဲ့ကျွန်တော်ရှေ့ဘက်တွေမှာလည်းရှေ့ဘက်တွေမှာလည်းကျွန်တော်ပြောခဲ့သလိုပေါ့နော်ဒုတိယအကြောင်းမှာတော့ အာနံပါတ်1အရင်ဆုံးအကြီးစားပြင်ဆင်ရမယ့်အသင်းကိုပြောပါဟိဆိုရင်ရန်ယူနိုက်တက်အသင်းကိုလို့ပဲကျွန်တော်တို့လက်ညှိုးထိုးရမှာပေါ့နော်အဲ့တော့လက်ရှိနေထားရရာမညာယူနိုက်တက်အသင်းတသင်းလောက်ပဲရခိုင်ယူနိုက်တက်အသင်းနဲ့မတင်းမြင်းဖြစ်နေတာမြင်ရတယ်ကျန်တဲ့အသင်းတွေကသူ့အစုဖွဲ့နဲ့သူဖြစ်တာရှိတာကြောင့်ရခိုင်အသင်းထက်တာတယ်လို့ပဲကျွန်တော်တို့ပြောရမှာပေါ့နော်ဘယ်လိုပဲဖြစ်ရင်ရခိုင်ယူနိုက်တက်အသင်းနေနဲ့အဲလက်ရှိမှာတော့ရှိတဲ့အင်အားနဲ့ဒါလာသမားပွဲတိုင်းကိုအကောင်းဆုံးချင်းကပ်စူးစမ်းကြစားမှာပဲပေါ့နော်တစ္ဆာအမှန်တင်ကိုသူဖွင့်ကိုဖွင့်ကစားမယ်ဟဲ့ဆိုရင်တော့ဂိုးတွေများသွားနိုင်တယ် အာပြိုင်ဘက်ကလူငယ်တွေများတဲ့အတွက်ဒုတိယပိုင်းမှာရခိုင်တက်အော်တိုတာဝါမယ်။ဘာတာဝါမယ်ဆိုတော့ဒီဟောတက်လုံပေါ့နော်။တက်လုံကတော့အော်တိုတာဝါမယ်။အဲ့တော့ဒီလိုနေထားမျိုးတွေမှာဒါနိပြဥမေထွန်းလင်းနေတဲ့ဒီအချိန်တွေဒီနေထားကိုဘယ်လိုတုံ့ပြန်ပြီးဘယ်လိုအကောင်းဆုံးရလဲအရောင်းအတင်းကိုဆက်ခေါ်သွားနိုင်မလဲဆိုတာကျွန်တော်အနေနဲ့ဒါကြည့်ချင်မိတယ်ပေါ့နော်။ကိုဝင်းရဒီဘွဲကိုသုံးသပ်ပြောင်းပါ ဟုတ်ပါတယ်ဒါသစ္စာအမှန်တရားတော့ဒီယာဒီမှာဆိုလို့ရှိရင်တော့ရက်လက်တွေကောင်းနေတာသွားပြီးတော့တွေ့ရတယ်ပြီးခဲ့တဲ့ယာဒီမှာဆိုလို့ရှိရင်တော့ဒါပွဲစဉ်ဒါ၅ပွဲရှင်မြန်ကစားပြီးမှ၅ပွဲစလုံးကိုအရေးနေခဲ့တယ်ဒီနှစ်ယာဒီမှာဆိုလို့ရှိရင်တော့ဒီသူအနေနဲ့၂ပွဲနဲ့၁ပွဲတည်၂ပွဲရှုံးဆိုတဲ့ရက်လက်နဲ့အတူမက်ဖီစီယာအဆင့်၆နေရာမှာအရက်တည်နေတာတွေ့ရတယ်ပေါ့နော်ဒီနေ့ကဘာပြောတနေ့တဲ့တနေ့ဒီသစ္စာအမှန်တရားတိုးတက်မှုကိုသွားပြီးတော့မြင်ရတယ်ပေါ့နော်ပြန်ဖက်ဒီရကိုင်းနေတဲ့အတင်းကတော့လက်ရှိနေတာတခုမှဆိုလို့ရှိရင်တော့ဒီသူတို့နဲ့ဆော့ဆော့ကကိုသားချပြောစီလို့မျိုးပါ၅ပွဲမရသေးဘူးမက်ဖီမက်ဖီစီယာအဆင့်၁၁နေရာမှာရက် တည်နေရပေါ့နော်။ဘာပြောသူတို့အသင်းကဒီပြီးခဲ့တဲ့ဒီဒီနိုင်ငံကပွဲတွေရတဲ့ပတ်ဒီရန်နာတဲ့အချိန်မှာသူတို့ပြင်ဆင်လေ့ကျင့်မှုတွေဆက်မပြတ်လုပ်နေတာသွားပြီးတော့လည်းတွေ့ရတယ်။ပြီးရင်သူတို့အသင်းရဲ့ဒီ social media page ကနေလည်းပဲတောက်လျှောက်အဆက်မပြတ်သူတို့အသင်းရဲ့ပြင်ဆင်လေ့ကျင့်မှုတွေကိုတင်နေတာတွေ့ရတယ်။ဆိုတဲ့အခါကျတော့ဒီအသင်းရရက်မနေဘူး။ဒီရက်လက်မကောင်းသေးပေမဲ့လောလောဆယ်ရက်မနေဘူး။သူတို့လည်းဆက်လက်ပြီးတော့စူးစမ်းနေကြပေါ့နော်။ဒီနီးပြတ်တင်တဲ့လက်ထက်မှာပြင်ဆင်နေတာသွားပြီးတော့တွေ့ရတယ်။ ဒီပွဲစဉ်မှာကျွန်တော်တို့လည်းပြောချင်တာကတော့ဒီရခိုင်ပြည်နယ်အတွင်းအမှတ်ရကောင်းရနိုင်တယ်။ဘာပဲပြောအနိုင်ရလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့လည်းဒီပွဲစဉ်ကိုဖောင်ကောင်းနေတယ်ဖောင်မိနေတယ်သစ္စာအမှန်တင်ဖို့ပဲတွားပြီးတော့အကြိုက်တွေ့မိလို့ကျွန်တော်တို့လည်းသုံးသပ်ချင်ပါတယ်။